တပိတ်မောက်ကြောင်းသာတိမ့်ဖေမြင့်စာအုပ်အပေါ်ရေးသားချက်ဇက်ဆောင်နှင့်ဇက်လန်းရန်ကုန်တက္ကသိုလ်ကောလိပ်ကြီးသည်ဗြိတိရှ်နယ်ချဲ့သမားတို့၏ကျွံပညာတင်ပြပို့ချရာအချက်ချဌာနအဖြစ်လုပ်ခဲ့သောအချိန်ကာလဖြစ်သည်ထိုအချိန်ကတက္ကသိုလ်ပညာကိုသင်ယူနိုင်သူအများစုသည်ငွေရှင်ကြီးရှင်အရင်းရှင်များနှင့်အရင်းရှင်ပေါက်ဆသားသမီးများအရာရှိအရာခံသားသမီးများဖြစ်ကြသည် လူနည်းစုမှာလူလက်တန်းစားသားသမီးများဖြစ်ကြသည်တို့ရှိရာတက္ကသိုလ်တွင် လာရောက်ပညာသင်ယူနေသူအများစုမှာ British အစိုးရထံတွင်ယာရုကြီးကြီးယူ၍ကျွန်ခံရည်ရွယ်ချက်ထားရှိကြသည်ထို့သူများသည်မိမိတို့သင်ယူနေသောပညာမှာကျွန်သက်ရှိပညာသာဖြစ်သည်ဟုသောအခြေအနေကိုမသိကြပေသို့တော်လည်းတက္ကသိုလ်ကျောင်းသားများတွင် ပြင်ပအမျိုးသားနိုင်ငံရေး၏အချိန်အဝါရိုက်ခတ်မှုကြောင့်၎င်းအချို့သည် တိုးတက်သောနိုင်ငံရေးပညာရပ်များကိုလေ့လာခြင်းဖြင့်၎င်းမိမိတို့နိုင်ငံကို imperialist ခေါ်နဲချက်သမားများအုပ်ချုပ်နေကြမိမိတို့တင်ယူနေသောပညာသည်ကျွန်ပညာသာဖြစ်ကြောင်းထို့ကြောင့်ကျွန်ဘဝမှလွတ်မြောက်ရေးကျွန်ပညာစနစ်ကို တိုက်ဖြတ်ရေးတို့ကိုတတ်ဝင်ယုံကြည်ကြသူများလည်းရှိလေသည်ညိုထွန်းသည့်တိုးတက်သည့်နိုင်ငံရေးစိတ်ရှိသော တက္ကသိုလ်ကျောင်းသားဖြစ်သည်သူမိဘမှာလူလက်တန်းစားဖြစ်သည်သူသည်မန္တလေးကောလိပ်မှာ IA အောင်ပြီးနောက်ရန်ကုန်တက္ကသိုလ်တွင်ဆက်လက်ပညာသင်ယူနေသူဖြစ်၏။ကျောင်းပိတ်ရက်မိဘစာတီးသို့ပြန်လာသောအခါမိမိရက်ရာတွင်စာပေအသိပညာလေ့လာရေးနိုင်ငံရေးပညာလေ့လာရေးတို့ကိုလှုံ့ဆော်သည်။ BA နောက်ဆုံးနှစ်ဆက်မွေးဖြစ်ရန်မိဘစာတီးမှအပြန်တွင် မန္တလေးဘူရာ၌တငယ်ချင်းတောင်းဖေတို့မောင်နှမနှင့်တွေ့သည်။တောင်းဖေသည်ညိုထွန်းနှင့်ကြောင်းနေပဲဖြစ်သည်။တောင်းဖေ၏နှမတောင်းရီမှာယခုနှစ်မှဆယ်တန်းအောင်လာသူဖြစ်သည်။ သူတို့သည်ညိုထွန်းနှင့်အတူတရထားတဲ့စီးကရန်ကုန်သို့တက်လာခဲ့ကြ၏ညိုထွန်းသည်တငယ်ချင်းတောင်းဖေကိုအကြောင်းပြုကာတောင်းရီ၏အကိုသဖွဲအမှတ်ထားခြင်းခံရ၏တောင်းရီသည်မြမစာပေနှင့်နိုင်ငံရေးတွင်စိတ်ဝင်စားသည်ညိုထွန်းကမြမစာပေနှင့်ပတ်သက်၍၎င်းနိုင်ငံရေးနှင့်ပတ်သက်၍၎င်းတောင်းရီအားအကြံပေးသည်တို့ဖြင့်သူတို့သည်တက္ကသိုလ်သို့ရောက်လာကြ၏တက္ကသိုလ်ကျောင်းသားလောက၌ယာရုကြီးကြီးရာကြီး နိုင်ငံသားပညာသင်သွားရာရေးတို့ကို မျှော်လင့်ကာဆရာများဤအလိုတော်ကြီးဖြစ်နေကြသောကျောင်းသားများလည်းရှိ၏တက္ကသိုလ်ပညာကိုငွေရှိ၍လာရောက်သင်ယူရသည့်သဘောဖြင့်အပျော်တမ်းပညာသင်သဘောထားကဖဲရိုက်တောက်စားပျော်ပါနေကြသူများလည်းရှိ၏တိုးတက်သောနိုင်ငံရေးအသည့်ကိုခံယူလျက်ကျွန်ပညာစနစ်ကိုတိုက်ဖြတ်လိုသောညှို့ထုံးတို့အပေါင်းအသင်းတစ်တိုက်လည်းရှိ၏မင်းကလေးများတွင်လည်းကျောင်းသူအမျိုးမျိုးရှိသည် ခင်ခင်ကြီးမထားမြင့်အမာစသူတို့သည် တိုးတက်သော နိုင်ငံရေးအသိရှိသောចောင်းသူများဖြစ်ကြသည်တောင်းရည်သည်ထိုចောင်းသူများနှင့်ပေါင်းမိသည်ဆရာများတွင် အင်္ဂလိပ်အမျိုးသားဆရာများသည်မြမចောင်းသားများကိုနှိမ်ချဆက်ဆံ၏ဖိနှိပ်ချုပ်ချယ်၏မြမကျူတာများတွင်အချို့သည်ចောင်းသူများကိုလှည့်ပြားကာရုံမာသောအခွင့်အလမ်းများကိုပင်ထွင်နေကြသည်အချို့ကျူတာများကကျွံပညာတွင်နစ်မြောနေ၏ចောင်းအုပ်ချုပ်ရေးအာဏာပိုင်များကား ကျောင်းသားများအားအဖက်ဖက်မှချုပ်ချယ်နေသည်ကြားဖွင့်ပြီးမကြမီတွင်အဆောင်တဟာရ စာဖတ်အသင်းအမှုဆောင်များ ရွေးကြသည်ညိုထွန်းတို့လူစုသည် သူတို့လူတိုက်အရွေးခံရရေးကို လုံပန်းကြသည်အဆောင်တစ်ခု၌သူတို့ဘက်သားလှဖေးအရွေးခံရသည်ထိုအစည်းအဝေးတွင်ဒုဗမာသချင်းဆိုသည်ကိုအဆောင်မှုကကန့်ကွက်သည်ကန့်ကွက်သည့်ဂျားကပဲစန့်ကျင်သည်ဆိုခဲ့ကြ၏ဤသို့ဖြင့်ညိုထွန်းတို့လူစုသည်အာနာပိုင်များကိုစန့်ကျင်လှုပ်ရှားလာခဲ့၏ ထိုအတွင်းမှာတွင်ညိုထွန်းသည်ကမာရွတ်ထဲရှိအလုသမားများထံသွားရောက်ကာစတင်ပေးနေ၏တစ်ဖက်တွင်လည်းတိုးတက်သောအမြင်ရှိသည့်ចောင်းသူများနှင့်ဆက်ဆံရင်းမထားမြင့်နှင့်ခင်မင်လာသည် မထားမြင့်အပေါ်စိတ်ညစ်လာသည်မတောင်းဤမှမူအမှုအရင်အနှဲ့အပြောင်းကြိုက်မြမစာကျူတာမောင်တန်းမြင့်နှင့်မျက်စိကြစရာဖြစ်လာ၏ကျူတာမောင်တန်းမြင့်သည်အမှုအဖွဲ့သမားဖြစ်၏ရှေးဟောင်းသမားဖြစ်သည်မတောင်းဤကရှင်းရှင်းပြပြသမားဖြစ်သည် ခិតិတမဖြစ်သည် ထို့ကြောင့်မောင်တန်းမြင့်သည်မတောင်းဤမြမစာအဖြစ်များကိုသဘောမကျထို့သောမတောင်းဤအားမြမစာရေးရာတွင် ရှင်းရှင်းပြတ်ပြတ်ရေးတတ်အောင်ညွှန်ပြပေးနေသူမှာညှို့ထွန်းဖြစ်ကြောင်းသိရသောအခါသူ့ပို၍သဘောမကျငโกကလေးကပင် မောင်တန်းမြင့်သည်ညှို့ထွန်းဤမြမစာအယူအဆကိုမကျသို့သောမောင်တန်းမြင့်သည်မတောင်းဤကိုကြိုက်နေ၏ထို့ကြောင့်ရီးစားစာပေးသည် ထိုအကြောင်းကိုအကိုဖြစ်သူတောင်းဖိန်နှင့်ညိုထုံးတို့သိလျင် မောင်တန်းမြင့်အားတော့ပွားကြသည်မောင်တန်းမြင့်ထံသွားပြီးပြည်တင်ပြောဆိုကြသည်များမကြမီ တက္ကသိုလ်တမကចောင်းသားများအမှုဆောင်ရွေးကောက်ပွဲလုပ်သည်ညိုထုံးတို့လူတိုက်အရွေးခံရသည်ဥက္ကဋ္ဌကိုနုဒုဥက္ကဋ္ဌကိုမြဆက်ကတရီညိုထုံးငွေထိန်ဗနာကြီးစသည်တို့ဖြစ်သည်တမကသည်ဖိနှိပ်ချုပ်ချယ်သောအုပ်ချုပ်ရေးအာဏာပိုင်တို့၏ရန်သူတပွဲဖြစ်လာ၏ညိုထုံးနှင့်သူတငယ်ချင်းညိုမြကျော်သိန်းတို့သည်တရင်ကျောင်းပည့်ရက်တွင် ကမာရွတ်ထဲရှိအလုသမားများကိုစတင်ပေးနေ၏။ចောင်းဖွင့်သောအခါအမျိုးသားနှင့်အခါနှင့်ကြုံသည်။ထိုအမျိုးသားနှင့်တွင်ចောင်းသားများလည်းပါဝင်ဆင်နွှဲသည်။တက္ကသိုလ်ចောင်းသားများတမကဥက္ကဋ္ဌကိုနုမိန်ကုန်းပြောသည်။ကိုနု၏ရဲရဲတောက်မိန်ကုန်းကြောင့်ကိုနု၏ခေါင်းဆောင်မှုသည်ထင်ရှားလာ၏။ညမကြမီတွင်ကမာရွတ်၌ခြိစက်တစ်ခုတပိတ်မှောက်သည်။ညှို့ထုံးတို့လူတိုက်ဝင်ရောက်အကူအညီပေးကြသည်။တရားဟောကြသည်။ ထိုအခါအကြောင်းအဆရာကြီးသည်ညိုထုံးကိုခေါ်၍နိုင်ငံရေးမလုပ်ရန်တားပြန်၏ညိုထုံးကမလိုက်နာမကြမီပင်ညိုထုံးအားဆက်မိုးဝဲဖြေခွင့်မပေးဟုသောသတင်းထွက်လာသည်တစ်ချိန်တည်းမှာပင်ညိုထုံးနှင့်အတူចောင်းသားအချို့ကိုလည်းဆက်မိုးဝဲဖြေခွင့်မပြုဟုသောသတင်းဖြစ်လာ၏မန္တလေးကောလိပ်၌လည်းအလားတူသတင်းဖြစ်ပွားနေ၏ထိုအခါចောင်းသားလှုပ်ရှားမှုအဟုန်သည်ပြင်းထန်စွာပြုလာ၏မန္တလေးကောလိပ်ရှိចောင်းသားသမဂ္ဂနှင့် ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂသည်ပို၍စီယုံလာသည်တက္ကသိုလ်ဖိနှိပ်အုပ်ချုပ်မှုများကိုစန့်ကျင်လာ၏တစ်ချိန်ထဲမှာပင်ကျူတာအချို့ကကျောင်းသူအချို့ကိုဟိုတယ်သို့ခေါ်၍ဖျက်ဆီးလိုက်သောတရင်သည်ပြန့်နှံ့လာ၏ထိုအကြောင်းနှင့်ဆက်လျင်းသောစောင်းမသည်အိုးဝေမဂဇင်းတွင် ပါလာသည်ထို့ကြောင့်တက္ကသိုလ်အာဏာပိုင်များပို၍ခြောက်ခြားကကျောင်းသားများကိုပို၍ဖိနှိပ်လာသည်အိုးဝေအက်ဒီတာ ကိုစိုးထုံးကိုလည်းကျောင်းထုတ်ရန်စိုင်းပြင်းလာ၏ မရှိမနှောင်းတွင်ကျင်းပသောတမကအစည်းအဝေး၌ဥက္ကဋ္ဌကိုနုသည်တက္ကသိုလ်အာဏာပိုင်များကိုစန့်ကျင်တိုက်ခိုက်သောမိန်ကွန်းပြော၏ထိုမိန်ကွန်းကြောင့်ကိုနုကြောင်းထုတ်ခံရသည်ကိုနုသည်ဘီအေဘွဲပြန်အပ်သည်ចောင်းသားများမှမိမိတို့ဥက္ကဋ္ဌကြောင်းထုတ်ခံရခြင်းကိုမခံမရနိုင်ဖြစ်လာကြသည်ကိုနုကိုကြောင်းထုတ်ခြင်းသည်တမကကို စော်ကားခြင်းဖြစ်သည်ဟု ယူဆကာတပိတ်မောက်ရန်ဆုံးဖြတ်လိုက်ကြသည်တပိတ်မောက်ခြင်းသည်ကိုနုကြောင်းထုတ်ခံရခြင်း ညှို့ထုံးဆိုးထုံးတို့ကြောင်းထုတ်ခံရမည့်အခြေအနေ ရောက်လာခြင်းတို့ကြောင့်ရုတ်တရက်ဖြစ်ပွားခဲ့ရစေကမူအကယ်စင်စင်အားဖြင့်ကကျွံပညာနှင့်ဖိနှိပ်အုပ်ချုပ်သောတက္ကသိုလ်အဥပဒေကိုဆန့်ကျင်တိုက်ဖျက်လိုခြင်းအရင်းခံဖြစ်၏ထို့ကြောင့်ကျောင်းသားကျောင်းသူများတွင်ယာရုယာကံကိုမျှော်လင့်ထားသူများပါလင့်ကစားမိဘဆွေမျိုးတို့ကချို့ချို့တက်တက်ကျောင်းထားပေးရသူများပါလင့်ကစားကျွံပညာကိုတိုက်ပွဲကြီးတွင်ကကျောင်းသားအများပင်အဖက်ဖက်မှအကျိုးတက်ရောက်မှုတို့ကိုစွန့်ပစ်ခါ တပိတ်တိုက်ပွဲအတွင်းသို့ပါလာကြခြင်းဖြစ်သည်ထို့ဖြင့်တပိတ်မောက်ចောင်းသားចောင်းသူများသည်ရွှေတကုံရင်မြင်သို့ရောက်လာစုဝေးကာအခွင့်အရေးတောင်းဆိုချက်များကိုစီဝေးဆုံးဖြတ်ကြ၏အစင်ရဲ့အချို့တဲ့ခံကတပိတ်မောက်ဆန္ဒပြကြ၏ထိုအခါမိဘများတွင်လည်းအချို့သည်တပိတ်မောက်တိုက်ပွဲတွင်ပါသွားသောမိမိတို့သားသမီးများအတွက်စိတ်မကျေမနပ်ဖြစ်ကြ၏တောင်းဖေ၏မိဘများကမူသမီးဖြစ်သူတောင်းဤတပိတ်မောက်တိုက်ပွဲတွင် ပါဝင်သွားပါလျက်တားဖြစ်သူတောင်းဖိတ်မပါသည်ကိုမကြင်မနက်ဖြစ်နေ၏ထို့အတွင်ညိုထုံးမှာမန္တလေးကောလိပ်သို့သွားကာတပိတ်မှောက်ရန်စီယုံ၏မကြခင်မန္တလေးကောလိပ်တွင်လည်းတပိတ်မှောက်လေသည်ဆမ်မူဝဲများစတင်စစ်ဆေးလေပြီထိုအခါတပိတ်မှောက်သူတို့သည်တပိတ်တားလုပ်ငန်းများလုပ်ကြရ၏အချို့ကဤတပိတ်တွင်အထက်တန်းចောင်းသားများပါ ပါဝင်လာစေခြင်း၏အချို့ကအထက်တန်းចောင်းသားများမပါဝင်စေလိုပဲ မကြမီပင်ရန်ကုန်ရှိចောင်းသားအလုံးတပိတ်မှောက်လေ၏တောင်းဖေသည်နှမဖြစ်သူ ကိုယ်တိုင်တပိတ်တားနေခိုက်မိမိကတကူကောင်းစိတ်ဖြင့်ဆံမိုးအဖြေအမိကိုမလိုလားထို့ကြောင့်တပိတ်တိုက်ပွဲတွင် ပါဝင်ရင်ဆုံးဖြတ်ခါတပိတ်စကန်းသို့လာခဲ့၏သို့တော်လည်းမိမိလက်ပြကိုကမိမိမလုံတပိတ်မှောက်ခဲ့ရစေကမူဆော့ဆော့ပိုင်းကတပိတ်မမောက်ဘဲနေခဲ့မိသည့်အဖြစ်က၆လက်လျက်ရှိ၏မကြမီပင်တောင်းဖေစိတ်ကြောင်ကြာဖြစ်လာသည်ဖြင့် ှစ်မှတောင်းရည်သည် အကိုဖြစ်သူတောင်းဖင်နှင့်အတူမန္တလေးသို့ပြန်ရလေသည်တပိတ်မောက်ចောင်းသားတို့ဦးဖြစ်သူ တင်မောင်မာမူတောင်းရည်အပေါ်မြစ်တာတက်ရောက်တော်လဲတပိတ်ကာလတွင်ဖြစ်၍သူ့အချစ်ကို မျိုးသိမ့်လျက်ကြံရည်၏ညိုထွန်းမှာအလွန်အလုံများနေ၏တပိတ်ဆောင်းပါးများမပြတ်ရည်နေ၏အမျိုးသားတက္ကသိုလ်တီထောင်၏လှုံ့ဆော်သောဆောင်းပါးများကျွံပညာတရုပ်ကိုဖော်ထုတ်သောဆောင်းပါးများစသဖြင့်ဆောင်းပါးများမပြတ်ရည်ကား တရင်းစာများမှတဆင့်တိုင်းပြည်သို့တင်ပြနေ၏တပိတ်အင်အားသည်ကောင်းနေ၏နေเจ้าသားများကလည်းတပိတ်မောက်လာကြ၏ထို့ကြောင့်အာနာပိုင်တို့သည်ဆက်မွေးများကိုရွှေ့ဆိုင်းလိုက်ရလေသည်တို့ဖြင့်နွေရာသီចောင်းပည့်ရက်သို့ရောက်လာ၏တပိတ်မောက်ចောင်းသားအချို့မိဘရက်ထံသို့ပြန်ကြသည်ထိုသူများတွင်မထမ်းမြင့်လည်းပါ၏ညိုထုံးကသူ့အချစ်ကိုမျိုးသိမ့်လျက်ကြံရည်၏ကြော်သိမ့်မှာဦးလေးဖြစ်သူထံမှတပိတ်မောက်သည့်အတွက် အပြစ်တင်စာရသဖြင့်စိတ်အားပြတ်စပြူလာ၏တပိတ်စခန်းတွင် အမာခံចောင်းသားများသာကြံ့ရစ်သည်ညိုထွန်းမှာအလုတ်ပင်ပန်းသဖြင့်ဖျားနာကာအိယာတွင်လဲနေသည်တပိတ်စခန်းတွင် နေရန်မသင့်ဟုသောဆရာဝန်၏အကြံပေးချက်အရကမာရွတ်တို့ရွှေ့နေရ၏ထိုအတွင်းမှာပင်ဗနာကြီးကိုမြစသူတို့ကအာနာပိုင်တို့နှင့်ဆိတ်ဆက်ဆွေးနွေးကာတပိတ်လှန်လို့ကြသည်အချို့ကတပိတ်ကိုဆက်မှောက်လို့သည် ကိုနုမှာတပိတ်ဆက်မောက်လို့ဆိုလဲဗနာကြီးတို့အခြေအနေကိုအကဲမခတ်မိပဲပရိသာတွင်တွင်စိတ်နေ၏များမကြမီဗနာကြီးတို့ဤတပိတ်လှန်၏အယူအဆအင်အားစုသည်ကြီးထွားလာ၏ညှို့ထွန်းသည်မခံမရက်နိုင်ဖြစ်နေသည်ထို့ဖြင့်တပိတ်လှန်၏မလှန်၏ပဋိပက္ခသည် ပြင်းထန်လာသည် ဆုံးဖြတ်ရမည့်အခြေအနေသို့ဆက်ရောက်လာသည်တပိတ်အဆုံးအဖြတ်အစည်းအဝေးသို့ညှို့ထွန်းမတတ်နိုင်ဗနာကြီးတို့ဘက်ကအင်အားတာနေလိမ့်မည် အစည်းအဝေး၌အချီအချအငင်းခုံများပြင်းထန်လာ၏ထိုအချိန်မှာပင်ညှို့ထွန်းသည် မထူနိုင်မထောင်နိုင်ဖြစ်နေသည်ကြားမှစီဝေးသို့တက်လာ၏ညှို့ထွန်းကတပိတ်ဆက်မောက်၏ဘက်မှခုခံပြောဆိုသည်ပြောရင်ညှို့ထွန်းအပြည့်၍လဲလေသည်တပိတ်လန်၏သမားတို့အနံ့ရသွားလေကြသည်